ီလီယန်အမ်ဘာပေအလက်ဇန္ဒားအာနိုတို့လိုပေါင်းတန်းရာဂျော်ဒန်နဲ့ကစားသမားတွေဟာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရီယယ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့ခဲ့တယ်။အလွတ်ပြောင်းရွှေ့ခြင်းကိုဒနီအဖြစ်ဘော့စမန်စီးမြင်းလို့လည်းခေါ်ပါတယ်။1995မှာဂျင်းမက်ဘော့စမန်စတင်ခဲ့တဲ့ဒီအရွေးကြောင့်ယောဘဘော်လုံးတစ်ခုလုံးအပြောင်းလဲဖြစ်ခဲ့တဲ့ကစားသမားတွေအတွက်အပြောင်းလဲဖြစ်ခဲ့တယ်။အဲ့တော့ဒီလိုမျိုးဘော့စမန်စီးမြင်းဟာဘော်လုံးကဘာကိုဘလို့ရိုက်ခဲ့ခဲ့တယ်လဲ။ postman စီမင်းဘလို့ပေါ်ပေါက်လာတဲ့ဆိုတဲ့အကြောင်းကိုဒီဗီဒီယိုကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အားလုံးမင်္ဂလာပါ C2OP Neo ကနေကြိုဆိုလိုက်ပါတယ်ဒီဘက်နောက်ပိုင်းနေ့တွေမှာ Real Madrid ကအန်အားသင့်ပွဲကောင်းတဲ့ free transfer တွေကို ဇက်တိုက်ပြုလုပ်နေတယ်အရင်တော့ကတော့ Juventus အသင်းနဲ့ကြော်ကြတဲ့ Inter Milan နဲ့အောင်မြင်တဲ့ free transfer တွေကိုပြုလုပ်နေခဲ့တယ်ပေါ့နော်အဲ့တော့ဒီ free transfer တွေကို Bosman Simien ဆိုပြီးတော့ကျွန်တော်တို့ခေါ်ဝေါ်ကြတယ်ပေါ့နော်ဂျာနယ်ခေတ်တုန်းကတော့ Bosman Simien ဆိုတာအင်မတန်ကိုမှဒီကျွန်တော်တို့တစ်ချိန်လုံးရင်းနေတဲ့စီမင်းဖြစ်လာတယ်ပေါ့လေဖြစ်ခဲ့တယ်အဲ့တော့ဒီစီမင်းကဘောလုံးကပါကိုရိုက်ခတ်မှုလည်းအင်မတန်ကြီးခဲ့တယ်အဲ့တော့ Jin Mac Bosman ဆိုတဲ့ကစားသမားတစ်ယောက်ကြောင့်ဒီအခြေပြုပြီးတော့သူ့ရဲ့ ဒီဘောလုံးကပါကိုရင်းဆိုင်တိုက်ခိုက်ခဲ့မှုကြောင့်အခုခေတ်မှာဒီဘော့စမန်စီးမင်းရဲ့အကျိုးကျေးဇူးတွေကိုကစားသမားတွေခံစားနေကြရတယ်ပို့ပြီးတော့ချမ်းသာလာကြတယ်ပြီးတော့ဘော့စမန်စီးမင်းရဲ့ရိုက်ခတ်မှုတွေကိုဥရောပဘောလုံးရဲ့ landscape တစ်ခုလုံးအပြောင်းလဲဖြစ်တယ်အသင်းတွေရဲ့ landscape တွေအပြောင်းလဲဖြစ်တယ်အဲ့တော့ဘလို့ဖြစ်ခဲ့တာလဲဘလို့ပေါက်လာခဲ့ရလဲအဲ့တော့ဘော့စမန်ကတော့ဘယ်ဂျင်ကစားသမားဘယ်ဂျင်ကလပ် RFC Liège မှာကဲနေရဘလို့1990လောက်ခေတ်ကဖြစ်ခဲ့တဲ့ဖြစ်ရဒါပေမဲ့ဒီ တရားရုံးတွေကိုတက်ခဲ့တဲ့အခါမှာတော့1995မှာပြည်ပြတ်ခဲ့တယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့သူဒီလိုမျိုးလောက်ကားလဲပေါ့နော်ဒီလိုမျိုးတရားရုံးကိုတက်ကားလဲအဲ့တော့ဒီရှေးခေတ်ကကစားသမား transfer စနစ်တွေကအခုခေတ်လိုမဟုတ်ဘူးအဲ့တော့1990မှာဒီ ILC Liège အသင်းကနေစာချုပ်တတန်းကုန်ပြီ Bossman နောက်ဆုံးအချိန်တွေကိုရောက်နေပြီအဲ့တော့ဒီသူ့ကိုလာကမ်းလမ်းနဲ့ပြင်သစ်ကလပ်ရှိတယ်အဲ့တော့ Dunkirk လို့ခေါ်တယ်ပေါ့နော်အဲ့တော့ဒီ Dunkirk အသင်းကိုပြောင်းရွှေ့ဖို့အတွက်ဒါကစားသမားနဲ့သဘောတူညီမှုရရှိတယ်ဒါပေမဲ့ ပြောင်းရွှေ့ခြင်းသဘောတူညီမှုမရရှိခဲ့ဘူးအဲ့တော့အားအသင့်စရာကြီးစာချုပ်ကုန်ပြီးသားကစားသမားကဘာဖြစ်လို့ transfer fee ပေးရလဲဒီနေ့ခေတ်အမြင်နဲ့ကြည့်ရင်ဟာတာကြီးဖြစ်နေဒါပေမဲ့အရင်တော့ကတကယ်ပေးခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့ဘောလုံးရဲ့ဒီဘောလုံးတက်တန်းတက်လျှောက်တရှိခဲ့တဲ့ဒီ retail and transfer system ကြောင့်ဒီ transfer fee ရှိနေရတယ်ပေါ့နော်အဲ့တော့ဒီကြောင့်နောက်မှထပ်ပြီးတော့ရှင်းပြပါမယ်အဲ့တော့အဲ့ဒီဟာကြီးရှိနေတဲ့အတွက်ပြောင်းရွှေ့ခြင်းဒီရောင်းတဲ့အသင်းကိုတောင်းဆိုရဲဆိုတော့ပေးရဖို့လိုတယ် တော့ဒီဘက်က jacket အသင်ကမပေးနိုင်ဘူးဒီဘက်က RFC leash ကတောင်းတယ်အဲ့တော့ပြဿနာတွေတက်ပြီးတော့အပြောင်းရွှေ့မဖြစ်ဘူးမဖြစ်တဲ့အခါမှာစာချုပ်ကွန်ပျူတာကစားသမားကတိုင်ပတ်သွားတယ်တိုင်ပတ်ပြီးတော့ဒီလက်ရှိဘောလုံးရဲ့စီးမြင်းနေတယ်မှာချမှတ်ထားတဲ့စီးမြင်းကိုချိုးဖောက်တဲ့အတွက်ဒဏ်ရိုက်ခံခဲ့ရတယ်ဒီ bossman ဟာသူ့ရဲ့လက်စား85ရာခိုင်နှုန်းအထိ short ချခံခဲ့ရပြီးတော့တစ်ပတ်ပေါင်900ပဲရရှိခဲ့တယ် တော့ဒီအနေထားကြီးကဒါတတ်တက်ကြီးဘောလုံးကြုံပြူမှုအနေနဲ့ယူဆရတဲ့ဘော့စမန်ဟာဒါကိုဒါရှင်းဆိုင်ဖို့ဆုံးဖြတ်ခဲ့တယ်ဒူပွန်ဆိုတဲ့ရှင်းနေကိုငှားပြီးတော့အခုဒူပွန်ကတော့နာမည်ကျော်ရှင်းနေဖြစ်နေပြီဒူပွန်ကိုငှားပြီးတော့တကယ်ကိုတိုက်ပွဲဝင်ခဲ့တဲ့ဥရောပဒီ ECJ အထိ European Court of Justice တက်ခဲ့တယ်1995ခုနှစ်မှာတော့အနိုင်ရရှိခဲ့တယ်အဲ့တော့ဒီစနစ်ကဘာဖြစ်လို့ ပေးရတာလေ free transfer ဖြစ်ရမှာမဟုတ်ဘူးလားမဟုတ်ခဲ့ဘူးဘောလုံးရဲ့တောက်လျှောက်စနစ်တွေအရာဒီဝယ်ယူထားတဲ့အသင်းပေါ့နော်ပိုင်ဆိုင်ထားတဲ့ကစားသမားကိုလက်ဝယ်ပိုင်ဆိုင်ထားတဲ့အသင်းဟာ registration right ဆိုတဲ့အခွင့်အရေးရှိတယ်ပေါ့နော်အဲ့တော့အဲ့ registration right အရာစာချုပ်က contract ကကုန်သွားခဲ့ပြီမြေ registration right မှာတော့ရှိနေတဲ့အတွက်အဲ့ဒီအတွက် ဒါပြောင်းရွှေ့ခြေပေးချရတယ်ပေါ့နော်အဲ့တော့ပြောင်းရွှေ့ခြေကိုညှိကြပြီးတော့ပေးချရတာဖြစ်တယ်အဲ့တော့အင်္ဂလန်မှာကျတော့အနေငယ်ချားနေတယ်ဘော့စမန်ပထမဦးဆုံး revolutionary တော့မဟုတ်ဘူးအင်္ဂလန်မှာ east ham george east ham ဆိုတဲ့ newcastle ကစားသမားက1959မှာစတင်ပြီးတော့တိုက်ခိုက်ခဲ့တယ်အဲ့တော့1963မှာတော့ဒါ east ham ကြောင့်ပေါ်လာတဲ့စီးမြင်ဖြစ်ရောမှုရှိတယ်အဲ့တော့ဖြစ်ရောသွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ခုန system လောကတေချာပေါက် transfer fee ပေးရတဲ့အခြေအနေပြတ်သွားတယ် Java transfer fee တွေပေးရတဲ့အချိန်တွေပြတ်သွားပြီ။ဘာဖြစ်လာလဲဆိုတော့ transfer fee တွေကိုညှိရတယ်။အဲ့ဒီအချိန်မှာ transfer tribunal ပေါ်လာတယ်။ခုံရုံးပေါ်လာပြီးတော့အဲ့ခုံရုံးမှာညှိရတဲ့အချိန်တွေပြတ်သွားတယ်။ရောင်းတဲ့အသင်းကဒီစာချုပ်တက်တဲ့ကုန်တွေကစားသမားတောင်းကျင်တဲ့လောက်တောင်းတဲ့အချိန်တွေမဟုတ်တော့ဘဲနဲ့ဒီ tribunal ကဆုံးဖြတ်ပေးတာပေါ့။အထူးသဖြင့်လူငယ်ကစားသမားတွေဆိုရင်အဲ့လိုဆုံးဖြတ်ပေးတယ်။ကြီးအသက်ကြီးတဲ့ကစားသမားတွေကတော့ပို့ပြီးတော့လွတ်လပ်ခွင့်တွေရရှိကြတယ်။အဲ့တော့1963နောက်ပိုင်းကစပြီးတော့လွတ်လပ်ခဲ့တယ်။ဒါကအင်္ဂလန်မှာ EU မှာတော့အဲ့လိုမဟုတ်ခဲ့ဘူး။ အီယူမှာတော့ခုနဒီတရားစီရင်မှုစနစ်ကအပြည့်အဝမတက်ရောက်နိုင်ခဲ့ဘူးအဲ့တော့ idea တွေတော့ရှိတယ်ဒါပေမဲ့ကလပ်တွေကဒါအောင်မပြောင်းလဲခဲ့ဘူးဒါကြောင့်မလို့ဒီစာချုပ်ကုန်သွားသည့်တိုင်အောင်ကစားသမားဟာအသင်းရဲ့အောက်မှာပဲရှိနေပြီးအသင်းကအချင်းရောရုပ်တလို့မျိုးဒါအသင်းမပြောင်းတဲ့ပြဿနာမပြောင်းရတဲ့ပြဿနာဖြစ်လာတယ်အဲ့တော့ဒီ bossman ရဲ့ case မှာဆိုရင် bossman အသင်းမပြောင်းရဘဲနဲ့ out time အသင်းတွေမှာပဲသွားပြီးတော့ကစားခဲ့ရတယ်ဒုက္ခတွေရှောက်ခဲ့တယ်အဲ့တော့1995မှာတော့ဒါအမှုနိုင်ခဲ့ပြီးတော့ဒါ bossman ruling ဆိုပြီးတော့ ေါ်ပေါက်လာခဲ့တယ်။အဲ့တော့ Bosman ruling ကဘာကိုလမ်းခင်းပြလိုက်တာလဲ။အဲ့တော့လမ်းကြောင်းနှစ်ခုကိုလမ်းခင်းပြလိုက်တယ်ပေါ့နော်။အဲ့တော့လမ်းကြောင်းနှစ်ခုကဘာလဲဆိုတော့ Bosman rules အရာ စာချုပ်ကုန်သွားတဲ့ကစားသမားကိုကျွန်တော်တို့ဟာကြောင်းရွှေ့ခြင်းပြေးစရာမလိုတော့ဘူး။ဒါကအင်မတန်ကောင်းမွန်တဲ့အချက်ဖြစ်တယ်။ပြီးနောက်ထပ်တစ်ချက်ရှိနေတာကကြတော့ European ဒီ non EU quota တော့မဟုတ် foreigners quota ပေါ့နော်။ဥပမာအသင်းတွေပိုင်ဆိုင်တဲ့နိုင်ငံသားကစားသမား quota စနစ်ကိုပယ်ဖျက်ပလိုက်တယ်။ ဘာဖြစ်လို့လဲအော်ဒီဟာလည်းပြန်ပြီးစဉ်းစားဖို့လိုလားပြန်ပြီးဘာဖြစ်လို့လဲဆိုတော့ bossman ကင်ဆွဲခဲ့တဲ့ဒီဥပဒေတိုက်ပွဲမှာအသုံးပြုခဲ့တဲ့လက်လက်ကဒါဒီ Rome Treaty လို့ခေါ်တယ်ပေါ့နော် The Treaty of Rome ကိုကင်ဆွဲခဲ့တဲ့အဲ့အဲ့ဒီ treaty အရာ EU ထဲမှာအလုပ်သမားတွေဟာလွတ်လပ်စွာ trading အနေနဲ့ပြောင်းရွှေ့ပြီးတော့တာဝန်ထမ်းဆောင်ခွင့်ရှိတယ်အလုပ်လုပ်ခွင့်ရှိတယ်ဆိုတာပါတယ်အဲ့တော့အဲ့ဒီချက်ကိုကင်ဆွဲပြီးတော့တိုက်ပွဲဝင်ခဲ့တယ်အဲ့တော့ဒီ Belgium ကနေပြင်သစ်ကိုပြောင်းရွှေ့မဲ့ ီ bossman ကအဲ့ဒီအချက်ကြောင့်ဒါအနိုင်ရရှိခဲ့တယ်ပေါ့နော်အဲ့တော့အဲ့အချက်ကနိုင်ရရှိပြီးတဲ့နောက်ပိုင်းမှာတော့ပြောင်းလဲသွားပြီအဲ့တော့ပြောင်းလဲသွားတဲ့အခါမှာဒီ foreigner rules တွေမရှိတော့ဘူး foreigner ဘလောက်ပဲကစားမယ်ဆိုတာမရှိတော့ဘူးလွတ်လွတ်လပ်လပ်ဖြစ်သွားတယ်ကြိုက်တဲ့လော foreigner တွေအသုံးပြုခွင့်ရလာခဲ့တယ်အဲ့တော့အဲ့လိုရလာခြင်းနဲ့အတူဥရောပဘောလုံးရဲ့ landscape ကြီးကလုံးဝပြောင်းသွားတယ်အရင်တော့ငါဆိုရင်ဒီ 2+3 rule ဆိုပြီးရှိတယ်ချန်ပီယံလိမှာအဲ့တော့နိုင်ငံခြားကစားသမားက3ယောက်ပဲ ကစားဝင်ရှိတယ်။၃ယောက်ကမှ plus 2ကကြတော့ဒီ league မှာ၅နှစ်နဲ့အထက်ကစားထားတဲ့ဒီအချိန်အကြာမျိုးဆိုဖြတ်သန်းထားတယ်။သို့မဟုတ် academy ရထွက်ပေါ်လာတဲ့အိတ်ကစားသမားတွေက plus 2တွေမှာပါတယ်။အဲ့တော့လွန်ရောကျွန်ရောမှာ၅ယောက်ထပ်မပူတဲ့စီမင်းရှိခဲ့တယ်။1995 pre bossman ကာလတွေတော့အဲ့တော့ post bossman ကာလမှာအဲ့ဒီ rules ကလောကပြတ်သွားတယ်။ခုနကကျွန်တော်တင်ပြခဲ့သလိုလွတ်လပ်စွာနိုင်ငံတိုင်းမှာ EU နိုင်ငံတိုင်းမှာကစားခွင့်ဆိုတဲ့စနစ်အရာပေါ့နော်။အဲ့တော့ အဲ့ဒါကြီးကတော်တော်ကြီးကိုဒါထိရောက်ခဲ့တယ်ဗောနော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါအနည်းဆက်ဆုံးဒီ Bossman Rules နဲ့အကက်ဆုံးအောင်ပွဲကိုပဲပြောရမယ်ဆိုရင်ဒါ1995မှာ Manchester United ဟာအုပ်စုအဆင့်နဲ့ထွက်ပါခဲ့တယ်။အဲ့တော့ Ferguson မကြာခဏပြောလို့ရှိတယ်။ဒီ foreign coder system ကအရင်အာရုံနောက်တယ်ဘာဖြစ်လို့လဲဆိုတော့ peter schmeichel ကိုသူ့အနေနဲ့မကြာခဏခြံလိုက်ရလေရှိလေပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီခုန3 2 rule ကြောင့်အဲ့တော့အင်္ဂလန်အတွက်ပုံပြီးဒုက္ခရောက်တာကအင်္ဂလန်ရဲ့ဒါ waste to scott to irish တို့ကိုဒါလုံးဝ နိုင်ငံသားအနေနဲ့ပဲသတ်မှတ်တယ်အဲ့ဒီခါမှာဒါ gist တို့ကအစနိုင်ငံသားဖြစ်သွားတယ်အဲ့တော့ gist markus rankin ပြီးတော့အာဝင်ပေါ့နော်အဲ့တော့ ranking ကတော့လူကိုယ်ရဲ့နိုင်ငံသားပေါ့နော် ireland ဆိုတော့အဲ့တော့ခုန gist ရဲ့ markus ရဲ့အာဝင်ကဒီနိုင်ငံသားတွေဖြစ်လာတယ်ပေါ့နော်အထူးသဖြင့် gist တို့ကနိုင်ငံသားတွေဖြစ်လာတယ်အဲ့တော့ခုန3 plus 2 rule ထဲမှာသွားပြီးတော့ဝင်တယ် andre kancheski နဲ့အဲ့တော့ peter schmeichel ပါပေါင်းလာ6ယောက်ဖြစ်နေ6ယောက်ဖြစ်နေတဲ့အခါမှာ သူ့အနေနဲ့ဒီ Peter Schmeichel ကိုထုတ်ရတယ်ပေါ့နော်အဲ့တော့ Manchester United ဟာအဲ့ဒီနှစ်မှာအုပ်စုအဆင့်အနဲ့ပြုတ်ခဲ့တယ် Barcelona ကို6-0နဲ့ရှုံးတယ်ပွဲရတော့ဒါနာမည်ကျော်ပဲဒါ Striker ဂိုးတွေသွင်းခဲ့တယ် Romario ဂိုးတွေသွင်းခဲ့တယ်ပွဲပေါ့နော်အဲ့တော့ Manchester United ကအဲ့ဒီဖြစ်ရဖြစ်ခဲ့တယ်ပြီးတော့1996ပေါ့နော် post possible မှာတော့အဲ့ဒီအစီအမြင်တွေမရှိတော့တဲ့အတွက် Manchester United ဟာနိုင်ငံခြားသားကစားသမားတွေ non EU player တွေ foreigner တွေများစွာပါဝင်ပြီးတော့အောင်ပွဲကိုရရှိခဲ့တယ်။အဲ့တော့ဒါဟာအရေးပါတယ်ဒီ Bossman ရဲ့စင်ကဲတက်ရောက်မှု၊တွယ်ဝိုက်တက်ရောက်မှု အကျိုးသက်ရောက်မှုဖြစ်နေတယ်ပေါ့နော်ပြီးတော့ဘာသွားဖြစ်လဲဆိုတော့ခုနလိုမျိုးစာစုတန်းကုန်တာနဲ့ကစားသမားတွေထွက်ခွာခွင့်ရှိသွားပြီဖြစ်တဲ့အတွက်ပြောင်းရွှေ့ခြင်းညှိစရာမလိုတော့တာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ခေတ်အခေါ်အလွတ်ပြောင်းရွှေ့ခြင်းဖြစ်တဲ့အတွက်ကစားသမားတွေအကုန်လုံးကိုကြိုက်တဲ့အသင်းကိုပြောင်းကုန်ကြတယ်ကိုကြိုက်တဲ့အသင်းကိုပြောင်းကုန်ကြတဲ့အခါမှာဘာတွေဖြစ်ကြလဲဆိုတော့ဒါ95ချန်ပီယံလိချန်ပီယံ IS အသင်းရဲ့တကယ်နာမည်ကျော်တဲ့ထိတ်တန်းကစားသမားတွေဖြစ်တဲ့ Agatha Davis Clarence Seedorf Patrick Cliver နဲ့ Rizigaru ဟာအကုန်လုံး free transfer ကိုထွက်ကုန်ကြတယ် သူတို့တက်တန်းကုန်သွားတယ်ချက်ထောင်က96ပေါ့နော်96 transfer မှာအဲ့လိုထွက်ကုန်ကြတယ်ထွက်ကုန်ကြတဲ့အခါမှာ IS အသင်းကတော်တော်လေးကိုဒါအတိနာခဲ့တယ်ခုနကစားသမားတွေကပြောင်းရွှေ့ချင်တန်းပေါင်းများစွာရမယ်ကစားသမားတွေဒါပေမဲ့သူတို့ဟာ Bossman rule ရဲ့ဒီအတားချက်ကိုတုံးပြီးတော့သူတို့သွားလို့ရကလပ်တွေသွားခဲ့ကြတဲ့အခါမှာ IS တင်ရတိတိတော်တာထိခိုက်သွားတယ်အဲ့တော့ဒါ IS ဥပမာ ဖြစ်ပြီးတော့ဥရောပတလွားလုံးမှာရှိတဲ့အသင်းငယ်တွေအကုန်လုံးဟာဒီပြဿနာကိုကြီးမားစွာ ခံခဲ့ရတယ်ကစားသမားတွေဘက်မှာတော့အကျိုးတွေအများကြီးရှိလာခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Bosman Rules နဲ့ကျွန်တော်တို့တိုင်းတာကြည့်မယ်ဆိုရင်အဲ့65မတိုင်ခင် Champion League ကာလတွေမှာအသင်းငယ်တွေရဲ့ဘိုးဆွဲမှုတော့တော်တော်လေးကိုမြင့်ခဲ့တယ်ပြောမယ်ဆိုရင် Porto ရှိမယ် PSV ရှိမယ် Stuart Bucharest ရှိမယ် Jenny Belgrade ရှိမယ်အစရှိတဲ့ပြင်ပေါ့နော်ဒါ၅သင်းထပ်ပို့တဲ့နှုံးတွေကိုကျွန်တော်တို့မြင်တွေ့ရနိုင်တယ်ဒါပေမဲ့65နောက်ပိုင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဒီထိပ်သန်းလိ၅လိအပြင်သေးကပိုဆွဲတာဆိုလို့ ဖော်ထုတ်တဲ့အသင်းပဲရှိရပေါ့နော်။ဘော်ရီညိုရဲ့ဖော်ထုတ်တဲ့အသင်းပဲရှိပြီးတော့ဘယ်တော့ကမှဒီအသင်းတွေက semi final တက်ဖို့တော့အိမ်မက်လို့မဖြစ်လာခဲ့တယ်။အဲ့တော့ဒါကအဲဒီ bossman ရဲ့ရိုက်ခတ်တဲ့အဖျားခတ်တဲ့အရာလေးတခုပေါ့နော်။နောက်ကျရင်တော့ကျွန်တော်ဒါကိုထပ်ပြီးတော့တင်ဆက်ပေးမယ်။နောက်ထပ် shootout တွေလည်းရှိသေးတယ်။ဒါကတော့ bossman ရဲ့တက်ရောက်မှုပြီးတော့ကစားသမား power တွေပိုတက်လာတယ်။ပိုတက်လာတဲ့အခါမှာကစားသမားတွေရဲ့လက်ထက်မှာလာစာတောင်းဆိုမှုတောင်းဆိုနိုင်ွယ်ပိုရလာတယ်။ကစားသမားတွေကတော်တော်လေးကိုဒါ ဟိုဘလာဇာရဲ့မြင့်တက်လာတော့1964မှာဒီခရစ်ဆက်တန်ကအင်္ဂလန်တကဘာလုံးမှာပေါင်1000ရတယ်ပထမဆုံးကစားသမားဖြစ်လာပေါင်1000 2001မှာဆိုကန်ဘဲကဒီတော်တင်ဟော့စပါကနဲ့အာဆင်နယ်ကိုလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းဖို့အတွက်လာဇာတောင်းဆိုတော့ပေါင်သသိန်းဖြစ်သွားပြီအဲ့ဒီကာလာလေးမှာအဲ့လောက်တက်သွားပြီနောက်ပိုင်းမှာတော့ကျွန်တော်တို့လာဇာရဲ့ကျွန်တော်တို့မြင်တဲ့အတိုင်းအာအသင့်ပွဲကောင်းလာအောင်တိုးတက်သွားခဲ့ပြီးတော့ကစားသမားပါဝါကြီးကအင်မတန်ကြီးလာတယ်နောက်ထပ် impact တစ်ခုကတော့အဲ့ဒီ pre bossman ကာလာတွေမှာ စာချုပ်တွေဟာ၃နှစ်ဝန်းကျင်ပဲချုပ်လေးရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့၅နှစ်တည်းဒါ Chelsea ရုပ်ဆိုအခု၈နှစ်မျိုးတွေချုပ်တယ်ပေါ့နော်ဒီဟာကိုပြန်ပြီးတော့ကာကွယ်လာတယ်အဲ့တော့ဘာဖြစ်လို့အဲ့လိုချုပ်တာလဲဆိုတော့အသင်းတွေအနေနဲ့ခုနစာချုပ်တွေကုန်ရင်အလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းမဲ့ဖြစ်ရခြင်းရှိနေတဲ့အခါမှာသူတို့ရဲ့ဒီအခြေအနေမှာသူတို့ရဲ့လုတ်ပိုင်ခွင့်ထဲမှာပို့ပြီးတော့ရှိနေအောင်လို့ဒီစာချုပ်တွေကိုပို့ပြီးတော့ချဲ့လာကြတယ်ပေါ့နော်ဒါကြောင့်မလို့စာချုပ်တွေကလာ၅နှစ်စာချုပ်ဆိုတာ normal လိုမျိုးဖြစ်လာတယ် အစတော့တော့၄နှစ်စာချုပ်နော်မယ်နောက်ပိုင်း၅နှစ်စာချုပ်တွေပါနော်မယ်လို့မျိုးဖြစ်လာတာကိုတွေ့ရတယ်ဗောနော်အဲ့တော့ bossman ရဲ့တက်ရောက်မှုတွေကတော့အများကြီးပဲဒါပေမဲ့တေချာလာကကစားသမားတွေကိုကြီးမားတဲ့တက်ရောက်မှုပေးခဲ့တယ်တခြားသောတက်ရောက်မှုတွေကတခြားသောကန်တိုင်းထပ်ပြောလို့ရတယ်အဲ့တော့ဒီနေရာမှာကစားသမားတွေကြီးမားတဲ့တက်ရောက်မှုပေးခဲ့ပြီးတော့ကစားသမားတွေကအင်မတန်ချမ်းသာလာခဲ့တယ်အင်မတန်ချမ်းသာလာခဲ့ပြီးတော့တောင်းဆိုမှုတွေအများကြီးလုပ်လို့ရတယ်ဒါ signing fees လို့မျိုးအခု David Alaba လို့လည်းဒါ signing fees ရခဲ့တယ် ီးတော့ဒါအခု Alexander Arnold ဆိုရင်လည်းဒါ signing fee တွေပါတယ်ဒါပေမဲ့ကျွန်တော်တို့အတိအကျတော့မသိရအောင်ထုတ်ပြန်လည်းမရှိဘူးပေါ့နော်စာချုပ်သက်တမ်းကုံဆုံးတဲ့အထိ နေပြီးတော့တခြားအသင်းမှာဒီစက္ကစားတဲ့အတွက်တခြားအသင်းမှာလာကစားတဲ့အတွက်အဲ့ဒီလိုမျိုးလာပြီးတော့စာချုပ်ချုပ်တဲ့လက်မှတ်ထိုးချေကိုသူတို့ပေးတယ်ပေါ့နော်အဲ့တော့အိဖာတွေအပိုစာလာတွေအများကြီးရလာတယ်ပြီးတော့လာစာတွေကမျောမှန်းလို့မရတဲ့ပမာဏဥပမာ Aaron Ramsey Arsenal ကနေ Juventus ကိုအလွတ်နဲ့ပြောင်းတော့ပေါင်၄သိန်းလို့ရတာမျိုးဒါကြီးက Ramsey က၄သိန်း ရရမဲ့အနေဒါမဟုတ်ဘူးပေါ့အဲ့ဒီခေတ်ကာလအခြေအနေမှာဒါပေမဲ့အဲ့လိုမျိုးရခဲ့တယ်ဒါတွေကခုနစနစ်တွေကြောင့်ဖြစ်တဲ့ကစားသမားဖာဝါတွေကိုပေးလာခဲ့တယ်အဲ့တော့အဲ့လိုပေးခဲ့တဲ့ဘော့စမန်ကြီးကတော့ဒီသူ့အနေနဲ့ဒီတရားအတော်ရောကြီးအနည်းငယ်ပဲရခဲ့တယ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုဒုက္ခရောက်သွားခဲ့တယ်သားသမီးတွေကိုအုတ်ထိန်ခွင့်ဆုံးရှုံးခဲ့တယ်အရက်ဆွဲခဲ့တယ်ပြီးတော့ချွတ်ချွတ်တဲ့တဲ့ပဲသူ့ရဲ့ဘဝကိုဆက်လက်ပြီးတော့ဖျက်သွမ်းသွားခဲ့ရတယ်ဘော်လုံးနဲ့လည်းဒါဘာမှတွန်းတွန်းပေါက်ပေါက်လည်းဆက်မဖြစ်ခဲ့ဘူး ဒါပေမဲ့သူ့ရဲ့စီမင်းရဲ့ရိုက်ခတ်မှုနောက်မှာတော့ဒါ millionaire ကစားသမားပေါင်းများစွာပေါ်ထွက်လာခဲ့တယ်အဲ့တော့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ bossman ကလည်း interview ပြောခဲ့ပူတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြောင့်ပြောင်းလဲသွားတာအများကြီးပဲကျွန်တော်ကတော့ဘာမှဖြစ်မနေဘူးအရှင် bossman လိုမျိုးပဲဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကိုစိုးလာကဘယ်သူမှကျွန်တော်ကို thank you လို့တခေါက်လာမပြောကြဘူး david beckham တို့ ronaldo တို့ကအစတို့ကြီးကိုပြောတာပေါ့နော်အော်အဲ့ interview လေးကတော့ကြာပါပြီဒါပေမဲ့တမိုင်းဝင်စကားပေါ်လုံးတမိုင်းထဲမှာဝင်နေတဲ့စကားဖြစ်ခဲ့တယ်အဲ့တော့ bossman rules ရဲ့ ကိုရောဘောလုံးပြီးတော့ကစားသမားတက်ရောက်ခြင်းစီကိုရိုက်ခတ်ခဲ့တဲ့တက်ရောက်မှုကြီးကအင်မတန်ကြီးခဲ့ပြီးကျွန်တော်တို့အခုမြင်တွေ့နေရတဲ့ transfer landscape football landscape ကြီးတစ်ခုလုံးကိုပေါ်ပေါက်လာစေခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီ topics နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဆွေးနွေးကြတာရှင်ကိုမမမှန်ပေးသွားခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ဒါနဲ့ဆက်ဆက်နေတဲ့ content တချို့ကိုလည်းထပ်ပြီးတော့လုပ်ပေးသွားဖို့ရှိပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆောင်တွေ့ပါမယ်ခင်ဗျာ